မင်္ဂလာပါရှင်ဒီနေ့မှာတော့ငနီတူကျော်လေးလှုပ်ရှားပြလို့အားလုံးလေးလိုက်လှုပ်ရှားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်ငနီတူကျောက်လေးတွေကိုတန့်စင်သွားအောင်လို့ရေနှစ်ထပ်လောက်စီပြီးတော့ရေစစ်ထားလိုက်ပါတယ်

ဒေဟိုးလေးကိုစီးထည့်ပါတယ်။စီးပူလာတဲ့အချိန်မှာတော့ငနီတူကြောက်လေးကိုထည့်လိုက်ပါတယ်။ ဆက်မပြတ်မှုပေးနေရင်လည်းကျွန်မအကြံ့ညီမှာဖြစ်ပါတယ်ခုဆိုရင်တော့ငနီတူကြောက်လေးတွေအယောင်ပြောင်းလာပါပြီ။ စောကငဏိတူကြောက်ကြော်ထားတဲ့စီတဲကိုအယောင်တင်မုံအနှင်းငယ်ထည့်ပါတယ်ယုတ်တိအကြက်မုတ်တစွန်းထဲပါတယ်။ယုတ်တိကတော့မိမိစားနိုင်သလောက် ချိန်ပြီးတော့ထည့်လို့ရပါတယ်။ပြီးရင်မီးပိတ်ပြီးတော့ဝေပေးလိုက်ပါတယ်။ မြူသီးတွေကြက်လာတဲ့အချိန်မှာတော့ငချောက်ကိုအထည့်ပြီးတော့ရောပြီးတော့မှုပေးလိုက်ပါတယ်။အတိကျော်တဲ့အချိန်မှာအရန်ကြာသွားလို့ရှိရင်မြူသီးတွေတူးသွားတတ်တာမို့အရန်ကြီးအကြာကြီးမထားပါဘူး။ငချောင်းနဲ့ငရုတ်တီကိုတေချာလေးနှံ့သွားအောင်လို့မှုပေးလိုက်ပါတယ်။ ခုဆိုရင်တော့ကြွကြွရွရွလေးနဲ့အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရတဲ့ငနီတူကြောက်ကြော်လေးရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်